တ္တဝိတာနိုင်တိညာအဘာဒယသောတိယလဘိကတ္တသညာယယောမိတိညာဟောတိယုဝိညာဟောတိတမသာသောဝိကိညာနာတ္တ

Di dalam nama itu amat terbit, itu lihat

ဒါဝါဒိဋ္ဌာဝါ

Ohio. Amy တင်းနေတရားရဲ့အဆက်ပေါ့။အဲတော့ကံနဲ့တန်းဆိုတာကဒီကံမှာလုံလုံလုံရမယ်ဌာနတတိယမြာစာကြီးလုံလုံရမယ် ဲ့တော့ခန္ဓာလို့ပြောမယ်ဆိုရင်တို့ရခန္ဓာရဲ့သဘောကိုတိမှုတစ်ချက်တိုင်းပေါ့နော်တိမှုတစ်ချက်တိုင်းဒီအတိတစ်ချက်တိုင်းမှာခန္ဓာရဲ့သဘောသဘာဝကိုအကြောင်းကျိုးဆက်ပြီးတော့အာယုန်နဲ့ပြီးစိတ်အဲ့ဒီကြောင့်ကျိုးဆက်တဲ့စိတ်နဲ့စိတ်တဲ့ဆက်ဆက်ပါလေ 这、啊嗯、个，你说比较高，高点的那个，声呐、鱼具、设备各方面都要有。啊，第二呢，我、啊、们，我们、啊、里面呢，啊、个地，那天好背书啥的，你记的是。哎，你过来拿点药，打，阿托品针啊，阿托品针。 ိနေတဲ့တရားကိုတို့ရသိလာရတယ်ပေါ့နော်အဲ့တော့ကမ္မထံတတိယခံပြီးတော့ကမ္မထံအာရုံပေါ့အာရုံနဲ့လုံးလုံးကံကမနံပါတ်1အရေးကြီးဆုံးအချက်ကစိတ်ရည်ကြီးကိုဥစွာထင်ရှားခံရ အမှန်ငယ်လေးသည့်အဖြစ်အောင်ပိတ်နေတဲ့စိတ်အင်းကြီးတွေရှိတယ်အဲ့ဒါကိုစာလုံးပြောတော့ဒီဝရဏလို့ပြောတာနော်အဲ့တော့အရင်ကြီးရှိတဲ့စိတ်တွေကြောင်းလို့ဆိုရင်အာ unified packet ပေါ့အဲ့တော့ဒီတိမှုကြတဲ့အချိန်မှာစိတ်ကို purification of the mind ဒါလေးစိတ်ကနေချင်းပြန်အောင်ပါလို့လဲဆိုရှင်းရတယ်ပေါ့နော်အရင်ရှင်းဖို့လိုတယ်လို့ဒီဓမ္မဆိုရင်ဒီအောင်အားထုတ်ရတယ်ဟာလေစိတ်ကနေချင်းကိုအရင်ရှင်းဖို့အလုံးမပါလို့ဓမ္မနုပဒနာအိုင်းမှာနိဝရဏအိုင်းကိုအရင်ကြားတယ်ဓမ္မဆိုတာတရားဟုတ်တာနော်အဲ့တော့တရားထုတ်နေနေရာ အားဒီကိုရင်ရှင်းတင်တယ်ဒီလိုမျိုးတော့ပါတယ်အဲ့ဒါကဘာလဲ။အဲ့ဒါက ာဏဆိုတာဘာလို့ပေါ့လေအဲတော့ဟာဗမာလူတို့တရားပေါ့နော်ဒီတရားရဲ့သဘောကိုသိလို့ဆိုလို့ရှိရင်လေဒီစိတ်မှာအရေးကြီးပြီဆိုရင်ဒီအတိအမြင်နဲ့အောင်စိတ်အရေးကြီးဖြစ်နေလို့အဖြစ်တဲ့လို့ပေါ့နော်ဒီစိတ်အရေးကြီးကိုရှင်းဖို့အတွက်တို့ရည်ရွယ်ဆုံး ลอกขณะมาที่สิกาที่ขณะเยื่อโมโหมติอังบอที่สิ่งนี้ทีเดียวพุ่งไปก่อขณะสละนั่นเองตัวเป็นแค่ตัวเองก่อนที่ช่วงนี้ฟังส่งอายุที่เล่นเล่นเท่านี่อยู่มาได้วเนาะช่วงนี้ฟังส่งอายุช่วงนี้สิ่งอันนั้นเป ဲ့တကြောင်လို့ရှင်ခွင့်ရတယ်အဲ့ရှင်ခွင့်ရတဲ့တစ်ချက်တိုင်းမှာအမေတို့ကအာရှင်းတိုင်းမှာရှင်းလာရတယ်အဲ့တော့မှဒီစာဖိုင်းဖြစ်တယ်စိတ်တွေငြိမ်ပြီးတော့ကြည်ရဆိုရင်ဒီတိုက်လာမဲ့ငာမြင်စရာအယုံကိုတိရဲ့အတိမှာ အမှတ်ကလေးနဲ့တွဲတယ်ပေါ့တင်ညာအမှတ်ကလေးနဲ့တွဲတယ်ပေါ့အာယုံနဲ့ပတ်သက်လို့ပေါ့အားတယ်ဆိုရင်ဝေးတဲ့အတန်ပဲဖြစ်ဖြစ်ဒါဆင်းလဲတန်ဝေးတဲ့အတန်ပေါ့ဝေးတဲ့အတန်ပဲဖြစ်ဖြစ်အဲ့အာယုံနဲ့ပတ်သက်လို့အာယုံနဲ့ပတ်သက်လို့တိတဲ့စိတ်မှာအမှတ်ဆိုတဲ့တင်ညာတွဲပါတယ်ပေါ့နော်တွဲပါတယ်ပေါ့နော်ဒါဆင်းလဲ ဒါစိတ်လက်တန်ဆိုအစဉ်ပြေတဲ့အိဋ္ဌာယောပေါ့အဲဆေးဆိုတန်ဆေးတန်ကြတော့အာအစဉ်မပြေတဲ့အနိဋ္ဌာယောပေါ့လောကမှာအရင်ရဲ့သဘောကတော့ကျုံမှုကျုံမှာပဲအိဋ္ဌာယောလေးလည်းကျုံမယ်အစဉ်မပြေတာလေးလည်းကျုံတယ်အစဉ်မပြေမှုအယုံလည်းကျုံတယ်မစ္ဆတ္တ အာစိတ်နဲ့အစဉ်ပြေတာလည်းမဟုတ်ဘူးမပြေတာလည်းမဟုတ်ဘူးအလေလက်ဖြစ်တဲ့အာယုန်တွေပေါ့အဲ့အာယုန်တွေနဲ့ပတ်သက်လို့ဒီစိတ်မှာဒီသိပါတယ်ပေါ့အဲ့တော့ဒီသိမှုလေးဆိုတော့စိတ်ပေါ့နော်စိတ်မှာသင်္ခါရပေါ်လာတိုင်းအမှတ်ဆိုတဲ့တင်ညာရဲ့အဲ့ဒီအမှတ်ပေါ်မှာခံရဲ့ဖြစ်ပေါ်မှုသင်္ခါရရဲ့ဆိုပြီးတော့ စိတ်နဲ့စေတသိတွဲပြီးတော့မှသာအနတ်ငုံပဲတည်တည်စိတ်နဲ့စေတသိတွဲတာကြသည်ယောဂီတို့အခုတိနေတယ်နော်တိနေတယ်အဲ့တော့စိတ်ရဲ့လုံနိုင်တဲ့အရေးတွေးရအရှင်းလှင့်မြင်လာတယ်အရှင်းလှင့်မြင်လာအရှင်းအခုအမေတို့အခုပြောရင်းနဲ့အတန်ကိုလည်းတည်တယ် မျက်စိအကြည့်ယုံရှိသေးတဲ့အတွက်ယောဂီတို့ရဲ့အစင်းကိုလည်းသိတယ်။အဲ့ဒီအစင်းကိုသိနေတဲ့အတိမာမပန်းရောင်မဲဒါအညိုဝဲအဟိုးနောက်မှာအနက်ပဲအစိမ်းမဲအပြာပဲဆိုပြီးတော့အဲ့ဒီအမှတ်ကလေးတွေကိုလည်းသိတယ်ဆိုတာတာယုံတတိဖြစ်ပေမဲ့စိတ်ရဲ့ဖန်ယူနိုင်ပေါ့အမှတ်နိုင်တဲ့အချိန်အဲ့ဒီဟာတအား လုံနိုင်တဲ့စိတ်ရဲ့အလောက်ကတအားလှည့်မြန်တာဖြစ်တဲ့အတွက်သူကသူ့အလုပ်သူလုပ်နေတာပေါ့နော်သူ့လုပ်သူလုပ်နေတယ်အဲ့တော့တော့နဲ့ရင်းစရာအာယုံအာယုံပြလိုက်တာနဲ့အဲ့အာယုံကိုတိလိုက်တဲ့စိတ်မှာတင်ညာဆိုတဲ့အမှတ်ကလေးတွေပေါ့အအညူပဲပန်းရောင်တွေးရတဲ့အစိမ့်တွေးရမယ်အ내တွေးရမယ် ိုအပြားလေးပေါ့နော်ဒါပါတော့အဲ့လိုမျိုးလေးတွေဟိုမှတ်မှတ်ဒီကဘာဘာရောင်လဲလို့မှတ်ဖို့ခဲ့တဲ့အမှတ်ကလေးတွေပေါ့နော်အဲဒီအာယုံကဒီဒီရောင်အာယုံလေးဒါဒါပိမ့်ပန်းအနေဟွာပေါ့နော် ပြောမယ်ဆိုဒီအမှတ်ကလေးတွေကတိမှုတစ်ချက်တိုင်းမှာ ပါနေတယ်ပေါ့အမီတို့ရဲ့အလောက်ကဒီတိမှုတစ်ချက်တိုင်းမှာ ဒီအတိမှတတိရှိပြီးတော့ပိုင်းခြားရမှာပေါ့ဒီအမှတ်ကိုသိရမယ်အဲ့အမှတ်ပေါ်မှာခန်းစားသိမှုဝေဒနာဖြစ်တယ်တိုက်တယ်ဆိုတဲ့အတိပေါ်တာပဲကြမ်းတိုက်တယ်ဆိုတဲ့သိမှုဆိုတဲ့စိတ်ရဲ့သင်္ခါရရဲ့စိတ်ဓာတ်သင်္ခါရဆိုပြီးတော့သိစရာလေးတွေပေါ်တယ်ပေါ့သိစရာလေးတွေပေါ်တိုင်းဒီကောင်းနှကောင်းပေါ့နော်အာယုံနဲ့ပတ်သက်လို့အမှတ်တင်ညာခန်းစားဝေဒနာပေါ့အဲ့စိတ်မှဒီ သိညာဝေဒနာ သင်္ခါရဆိုတဲ့သဘောတရားလေးဟာ တွေးပေါ်တယ်ပေါ့နော်စိတ်ဓာစေတသိကဓမ္မဓမ္မအာယုံရဲ့သဘာဝပါလာတယ်ဒါကြောင့်မလို့ဓမ္မသဘာဝဓမ္မမဟုတ်ရင်သဘာဝဓမ္မလို့ပြောတာအဲ့လိုမျိုးသဘာဝဓမ္မတရားတွေပေါ်လာတယ်ပေါ့ဟိုပဲတို့တွေက၅ခု5 aggregate ပေါ့ aggregate ဆိုတာဒီအစုကလေးတွေပေါ့နော်သူသူပေါင်းပေါင်းလိုက်တာပေါ့ပေါင်းပေါင်းလိုက်တာဆိုတော့အမေတို့ကဟာထားပါတော့အခုစိတ်ကလေးအတိလေးကအမေတို့ကကံမချုပ်သေးတော့ရှူလေးတစ်ချက်တိုင်းမှာတတိသာစိတ်ကိုအမေငြိမ်းအောင်အာတတိတတိလေးနဲ့ဝရိယဆိုင်ပြီးတော့အတိလေးမှာတည်လိုက်တာပေါ့နော်တည်ပြီးတော့ဒီအာယုံနမိတ်နောက်ကို လိုက်သွားဘူးလိုက်သွားလိုက်တယ်ဆိုရင်တော့အဲ့ဒီအသေးတစ်ချက်တိုင်းမှာဒီဒီရဲ့စိတ်ရဲ့အလုံးလုံးပုံကိုအမိအကဲခတ်နိုင်မှာမဟုတ်ဘူးပါသွားလို့မရဘူးပေါ့နော်အဲ့တော့အဲ့ဒီအသေးမှာပဲဒါတတိနဲ့နေတယ်အဲ့ခါကျတော့ဘာလို့သိလဲဆိုတော့စုစုံလာပြောသလိုမြင်တဲ့အာယုန်တွေနဲ့ပတ်သက်လက္ခဏာလေးတွေပေါ့နော် ဒီအမှတ်လက္ခဏာလေးတွေအမှတ်ပုံမှာအဲ့ဒီအမှတ်လက္ခဏာလေးတွေကို မှတ်သိစိတ်ကလေးကို သိကမြားလေးအဲ့တော့မှတ်သိစိတ်နဲ့ပတ်သက်လို့ဝင်ပေါ့အဲအဲ့ဒီသဘောလေးတွေကိုသိမှုတစ်ချက်တိုင်းမှာစွတ်စွတ်ပေးရတဲ့သင်္ခါရကလည်းကျေစုပြုပြီးတော့စွတ်စွတ်ပေးတာပေါ့အဲ့ဒီသိမှန်နေတယ်ပေါ့အဲ့ဒီသိစိတ်ရဲ့အလုံးလုံးလုံးဝမြင်တဲ့အခါကျတော့ထားပါတော့အခုဆိုရင်အဘိဓိဆိုအရင် တင်းတောင်းနေတယ်ပေါ့တအားပို့ပြီးတော့လေအဲ့လိုမျိုးနေတယ်နားနေတယ်ပေါ့နော်အဲ့အခဏမှပြတဲ့ဒါကိုဒီကာယနဲ့ပတ်သက်လို့အထီးတွေ့ပေါ့နော်ဒီအာယုံကိုလည်းအဲတဲ့ရေဆိုအတူတည်တယ်ပေါ့နော်တည်တယ်မြင်းနေလို့တည်တယ်ကြားနေလို့တည်တယ်အဲ့ရှင်လေးတခြားမှာကတ်လိုက်လေဆိုရင်လည်းအခုရေချိုးလာ ဒီအနံ့လေးကိုသိတယ်ပေါ့အနံ့လေးကိုသိတယ်အရှားလာတယ်ပေါ့အဲ့တော့သိတယ်ပြောမယ်ဆိုရင်သိတဲ့အတိုင်းမှာအာယုံကိုသိလိုက်တဲ့အတိတိုင်းမှာဒီအမှတ်ကလေးတွေမှတ်သိမှတ်သိခံစားဖြစ်လိုက်တဲ့အချက်ကျေးဇူးပြုနေတာအာယုံသိစိတ်ဆက်တွေ့မှုသိနေတယ်ပေါ့ ကိုပြောနေတဲ့အာယုံလည်းတိနေတယ်ပေါ့တိနေရင်လည်းအိစိတ်ရဲ့အမြင်တော့အောင်မြင်တဲ့အာယုံကိုတိတယ်ဒါပေမဲ့အဲ့အာယုံတွေနမိတ်နောက်ကိုလိုက်ပြီးတော့ပါသွားတာမျိုးဒီလိုပါသွားတာမျိုးမလုပ်ပါအဲ့လိုမျိုးဒီလိုမျိုးကြီးလဲအိမ်ကြီးတည်နေတာမျိုးမဟုတ်ဘူးပေါ့အတယောက်နဲ့တယောက်စကားပြောတယ်ဆိုရင်ဒီ attention လေးတော့ဒီပေါ့လေအာကိုကပြောချင်တာပြော လက်မကြည့်တာမျိုးမဟုတ်ဘူးတယောက်ကိုတယောက် pay attention ပေါ့အာယုံပြုအဲ့လိုမျိုးလေးဒါမဲ့အဲ့အာယုံနဲ့မိန်းတော်ကိုဟိုပေါ့သူကဘလို့လေးသူကလေးလေအမျက်လုံးလေးကဘလို့လေးလေအနာခံလေးကဘလို့လေးလေအဲ့အာယုံတင်ညာအမတ်နောက်ကိုတော့အယူနဲ့ပါမသွားလေ အတိမာနေရအတိမာနေတတ်လာတယ်ပေါ့အတိမာနေတတ်လာတယ်အာယတနာဆိုတဲ့တကပေါက်တွေပေါ့မြင်နေလွတ်သိတဲ့တကပေါက်ကြားတယ်လွတ်သိတဲ့တကပေါက်နည်းနည်းလွတ်သိလိုက်တဲ့တကပေါက်ဘိုက်ကတင်းနေတယ်ပေါ့နော်ကာယပေါ့နော်အဲ့တော့မျက်စိနားမြင်ခိုက်သိတယ်ကြားခိုက်သိတယ်နံခိုက်သိတယ် င်ခိုင်သေးရဲ့ကုန်ချိန်လေးတောင်းနေပေါ့ရှာချီရုံမှာတိုက်တယ်စားခိုင်သေးတယ်အဲ့ဒီအာယုံ၅ပါပေါ့အဲ့ဒါကိုကာမအာယုံ၅ပါ မြင်နေမြင်ကြားစရာအာယုံအနံ့အာယုံရတာအာယုံတွေးထီစရာအာယုံပေါ့ဒါပြင်မအာယုံအဲ့ပြင်မအာယုံ အပြင်ရုပ်ပေါ့ဝိမာ အခံယုံစွာရှိရယ်အဲ့လိုမျိုးအာယတနတွေပေါ့အဲကြောင့်မို့အခံယုံ၆ပါးမျက်စိကြီးနားကြီးနှာခေါင်းကြီးရှားဆိုလဲအပွင့်ဖက်အကြည်ယုတ်ကလေးတွေရှိရယ်ပေါ့အဲ့ဒါကဲချောင်းဖြစ်တဲ့အကြည်ယုံဖြစ်တဲ့အတွက်ကြောင့်မလို့ကံချုပ်ခံနေကြရင်အဲ့ဒီအကြည်ယုံတွေအလုတ်ပန့်ပုံမှုကတဖြည်းဖြည်းနဲ့ချုပ်လာမှာအခုရှားကြည်ယုတ် ကံမချုပ်သေးတဲ့အတွက်အလုံးလုံးတဲ့အတွက်အမေတို့ရေပဲတောက်တောက်ကော်ဖီပဲတောက်တောက်အဲ့စကလေးပေါ်ပြီးတော့အဲ့ပုံမှာခန်းစားတိလေးဖြစ်ပြီးခန်းစားတယ်တိကံလေးကြတော့အကြည်ရုပ်တွေချုပ်လာတာဖြစ်တဲ့အတွက်ခန်းစားတဲ့အတွက်အဲ့ဒါအပေါ်မှာခန်းစားပြီးစုံယူလိုက်တာမျိုးမရှိတော့မင်းနဲ့ဘာဖြစ်လဲဆိုရေးလေတိုက်လို့မရတော့ဘူးပေါ့နော်အဲ့လိုမျိုး ာမျက်စိမြင်တော့ပေါ့အဲ့လိုမျိုးအဲ့လိုမျိုးဖြစ်နေမယ်အဲကြောင့်သေကန်နီးသေကန်နီးပြီဆိုရင်အဲကတ်လာပြီဆိုရင်ကာယပဒနာမှာရှိတဲ့အခြေရုပ်တွေကလည်းချုပ်လာတာဖြစ်တယ်နေနာတယ်ဆိုတာကိုမသိတော့ဘူးပေါ့နော်ဒါဆိုရင်ဘာအသည့်နဲ့နေလဲဆိုတော့ဒီအတိတ်ကဒီအာယုန်ကိုပြုတ်ဖို့မှတ်ဖို့ခဲ့တဲ့အမှတ်တည်း ပေါ်လာမှာပေါ့နော်အဲ့ဒါကိုကြတော့ဓမ္မယုံလို့ပြောတာနော်ဒီဓမ္မယုံလို့ပြောတာအသေးခံဤသူတွေမှာနာအကြည့်ယောက်ကလည်းနောက်ဆုံးမှာပြောတော့အဲသူတို့ကြားသိနေရလိမ့်မယ်ပြန်လာမပြောနိုင်တာပေါ့နော်အားကြောင့်မလို့နောက်ဆုံးအကြာပေါ့နော်အကြာအဲ့ဒီသဘောကလည်းအမေတို့အာအတောင်းလျှောက်ကိုပဋ္ဌာန်းတရားတွေဟာအဆက်မပြတ် ဖွင့်နေတယ်ဆိုရင်နေမကောင်းဘူးဆိုလို့ရှိရင်ဒီကြားရတဲ့အသည့်တွေအတန်တွေကိုအဲ့လိုမျိုးအာတခါလေကြားရင်အမေတို့ဟိုးရင်တော့ဖြစ်တယ်တအားနေမကောင်းဘူးဆိုရင်အာဆရာလေးတွေကအမေတရားလေးကိုလာဖွင့်ပေးတယ်ပေါ့တရားပဲအတန်မလို့ဘူးလို့တရားဆိုတာ ခန္ဓာမှာဆိုတော့လေအအတန်မလို့တော့ဘူးလို့ခန္ဓာမှာပြတဲ့တရားနဲ့အတိလေးနဲ့ပဲငြိမ်မဲငြိမ်ချင်နေတာ တရားအတန်ရေလို့ကြာဒီအတိုက်တဲ့အတန်မျိုးကိုလည်းမခံနိုင်တော့တာပေါ့နော်အဲ့ချိန်မှာလူနေကောင်းလားနေကောင်းလားလို့လာမေးရင်တော့နေမကောင်းလို့ဒီမှာခံစားနေရပါတယ်ဆိုမှနေကောင်းလားဆိုတော့ဘလို့မှပြန်ပြေဖို့အတွက်မလွယ်ဘူးအဲ့အဲ့ခါကျတော့ဒီတိမှုတစ်ချက်တိုင်းမှာဒီခန္ဓာပြတဲ့ တရားအတိနဲ့အာ